မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ထောက်လမ်းရေးဆ ਾਇ ရဖခေါင်းဆောင်စစ်ဗိုလ်ချုပ်ရဲဝင်းဦးရဲ့ဆက်နွယ်သူများနဲ့ဖက်ဆက် EV ကားများကိုတင်သွင်းခဲ့သူကြည်တာဟန်ကိုလက်ရှိစားသုံးလုံးနဲ့ဆ ਾਇ ရဖတို့ကစစ်ဆင်းနေပြီးတော့စစ်ဆင်းနေတဲ့အမှုများထဲမှာတွင်းကုန်လိုင်စင်ကိစ္စ EV ကားဈေးတင်ရောင်းချမှုနဲ့အမျက်ဝေစုမညီမျှမှုနဲ့အကျွေးများပြန်လည်မဆက်နိုင်မှုတို့ပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလနှောင်းပိုင်းမှာ EV ကားများအ धिक တင်သွင်းတဲ့ကြည်တာဟန်ကိုအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစားသုံးလုံးနဲ့စစ်ထောက်လမ်းရေးဆ ਾਇ ရဖတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့၎င်းရဲ့ EV ကတင်သွင်းတဲ့လုပ်ငန်းမှာဖက်ဆက်လုတ်ကိုင်းသူစစ်ဗိုလ်ချုပ်အတိုင်းဝိုင်းများကပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကြည်သာဟန်နဲ့ဖက်ဆက်လုတ်ကိုင်းသူများထဲမှာစစ်ဗိုလ်ချုပ်ရဲဝင်းဦးနဲ့ဆက်နွယ်သူများနဲ့အခြားသောစစ်ဗိုလ်ချုပ်တချို့တို့ရဲ့သားတွေနဲ့ဆွေမျိုးတွေပါဝင်တယ်လို့သိရပါတယ်။ EV ကားတွေကိုဈေးတင်ရောင်းတာ၊တွင်းကုန်လိုင်းစင်မရသေးဘဲနဲ့ကြိုတင်ကားတွေအများကြီးမှားပြီးတော့စိတ်ကန်းကိုရောက်နေတာ၊တွင်းကုန်လိုင်းစင်ကိစ္စအတွက် under table လုတ်တာဖက်ဆက်လုတ်တဲ့အထဲမှာပါတဲ့သူတွေကိုအမျက်ဝေစုမခွဲပေးတာမညီမျှတာနောက်ဆုံးကတော့ ဖက်ဆက်လုပ်တဲ့သူတွေကိုကြားကနေပြီးတော့အကျွေးမရှင်းလင်းနိုင်တာစီးပွားရေးကိစ္စဗိုလ်ချုပ်အမျိုးတွေစက်နွယ်နေတဲ့သူတွေပါနေတာလို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ကြည်တာဟန်ဟာ Amazing Auto Company Limited နဲ့ KL7 Castle Center ကိုထူထောင်ထားပြီးတော့ EV ကားများကိုပြည်တွင်းထဲကိုအရေးအတွက်များစွာတင်သွင်းနေတဲ့သူလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကျန်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလူမှုကွန်ရက် Facebook ကနေပြီးတော့ live ဖွင့်တယောမှုနဲ့ ်မားမင်းဆွေကို စစ်ကောင်စီကနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ကာကြီးနဲ့အမှုဖွင့်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာကြိုက်ထူရဲစခန်းကမားမင်းဆွေကိုလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီးတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်ရဲစခန်းမှာနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ကာကြီးနဲ့အမှုဖွင့်ထားကြောင်းမားမင်းဆွေကလိုက်ဖွင့်ပြီးတော့ပြောဆိုသွားပါတယ်ကျွန်တော်ကိုကြိုက်ထူရဲစခန်းကစခန်းမှုကလာခေါ်တယ်လာခေါ်ရတဲ့အကြောင်းရင်းကကျွန်တော်ကိုရန်ကုန်လှိုင်မြို့နယ်မှာ905ကာကြီးနဲ့အမှုဖွင့်ထားပါတယ်တဲ့အဲ့ဒီကိစ္စနဲ့ကျွန်တော်ကိုလာခေါ်တာပေါ့ဗျာခေါ်ပြီးတော့ကျွန်တော်ကိုရန်ကုန်ကိုပို့မှာပေါ့ ဲ့ဒီလောက်တော့အကြမ်းဖျင်းသိရတယ်အသေးစိတ်တော့ကျွန်တော်ဘာမှမသိရသေးဘူးချစ်လာစွာတော့မြန်မာများအားလုံးကိုကျွန်တော်နှုတ်ဆက်ပါတယ်လို့ငါးမင်းဆွေကပြောဆိုခဲ့ပါတယ်ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်လှိုင်မြို့မှာအိမ်ယာမှာနေထိုင်နေဦးမင်းဆွေကငါးမင်းဆွေဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာငါးမင်းဆွေအမည်လူမှုကွန်ရက်မှာချစ်လာစွာတော့မြန်မာများအေးချမ်းကြပါစေကျွန်တော်ငါးမင်းဆွေပါ PDF များနဲ့တွဲဆောင်ညှိနှိုင်းပြီးတော့တနိုင်ငံလုံးငြိမ်းချမ်းစေရမည် ပုံဘိုးချုပ်မူကြီးငါမင်းဆွေဆိုပြီးတော့စစ်ဝတ်ဆုံးဝစ်စင်ထားတဲ့မင်းအောင်လိုင်းရဲ့မျက်နှာနေရာမှာ၎င်းရဲ့မျက်နှာကိုဖြတ်ညက်ကတ်လုပ်ပြီးတော့လူမှုကွန်ရက်မှာတင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ဘိုးချုပ်မူကြီးတဲ့သူ့လက်ထက်မှာအောင်ပွဲရတဲ့စစ်ပွဲတပွဲမှမရှိဘူး။အကိုလိုင်ကနိုင်ငံတော်အတွက်ဝင်ငွေဘတ်ဂျက်တိုးအောင်စီးပွားရေးတော့လှုပ်တက်ပါတယ်။တပေါင်းတိုင်းတွေရိုက်ထုတ်ပြီးတော့ကိုကြီးမုံကတဖြည်းဖြည်းနဲ့နေပြည်တော်ကိုရောက်လာတော့မယ်အကိုလိုင်။အကိုလိုင်ကတရုတ်ကပြန်လာရင်တော့တကယ်ကျန်းတော်မှာလို့ယူဆပါတယ်လို့ လူမှုကွေရဲ့ post များကိုမင်းအောင်လိုက်ဓာတ်ပုံများကို၎င်းရဲ့မျက်နှာနဲ့ဖြန့်ညက်ကအစားထိုးပြီးတော့လူမှုကွေရဲ့မှာအဆမပြတ် post များကိုတင်ခဲ့တယ်လို့သိရပါတယ်။မင်းအောင်လိုက်ရဲ့ဓာတ်ပုံကိုဖြန့်ညက်ကလုပ်ပြီးတော့လောင်ပြောင်ထားတဲ့ဓာတ်ပုံများကြောင့်ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့စစ်လော်ဘီ Telegram Channel များရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။ရန်ကုန်တိုင်းလှိုင်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှာပ2024မြင်းဆောင်2024ရာဇသက်ကြီးပုံမှ905ကကြီးအမှုနဲ့ ်မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကငါးမဲဆွေခေါ်ဦးမဲဆွေအသက်68နှစ်ဖမ်းဆီးအရေးယူထားကြောင်းစစ်လော်ဘီ channel များရဲ့ဖော်ပြချက်အရသိရပါတယ်ငါးမဲဆွေဟာစစ်တပ်ထောက်ခံသူဖြစ်ပြီးတော့2018ခုနှစ် NLD အစိုးရအာဏာရှိတဲ့အချိန်ကငါးမဲဆွေက2018ခုနှစ်မေလ16ရက်နေ့မှာလူမှုကွန်ရက် Facebook စာမျက်နှာမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပြည်ထစာအမျိုးသမီးထက်ပင်ယုံညံ့တဲ့အမျိုးသမီးဖြစ်တယ်လို့ရေးသားထားပြီးတော့တက်တဲ့ပြည်သူကိုသွေးကွဲအောင်လုပ်နေသူဖြစ်ကြောင်းရေးသားခဲ့ပါတယ်အခုလိုမျိုးရေးသားခဲ့တဲ့အတွက်ငါးမင်းဆွေ ကောဦးမင်းဆွေကို2018ခုနှစ်စက်တင်ဘာလမှာနိုင်ငံတော်အကြီးအကြီးပြတ်စီမှုပုံမှ124ကာဂျီနဲ့ထောင်ဒဏ်9နဲ့ငွေဒဏ်3သိန်းကြခံစီရန်ရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်အတွင်းမှာရှိတဲ့တရုတ်နိုင်ငံသားများဦးဆောင်တဲ့အွန်လိုင်းငွေလိမ်လည်ဂိုင်းများအခြေစားရွှေကုတ်ကိုအပါအဝင်အွန်လိုင်းငွေလိမ်လည်ဇုံများမှာ ဆောက်လုပ်ရေးလုပ်ငန်းများအကြီးအကျယ်ဆက်လက်တိုးချဲ့နေပြီးတော့တရုတ်နိုင်ငံသားများအပါအဝင်နိုင်ငံသားသားများပါအဆက်မပြတ်ဝင်ရောက်နေဆဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ရီမြို့နယ်အတွင်းမှာ BGF နေသားဆောင်တပ်ခေါင်းဆောင်ဗိုလ်မှူးကြီးစောချဲ့သူထိန်းချုပ်ထားတဲ့ဝန်ခတဲမုံကြီးရွာမြောက်ရီမြို့တောင်ဘက်မဲထော်ကလေးမြစ်တာလင်းမြိုင်စတဲ့ကြီးရွာများကပြည်သူများကိုရွှေကုတ်ကိုအပါအဝင်အွန်လိုင်းငွေလိမ်လည်ဇုံများမှရှိတဲ့အကြီးအကျယ်တိုးချဲ့နေတဲ့ဆောက်လုပ်ရေးလုပ်ငန်းများအတွက်အလုပ်သမားများအဖြစ်နဲ့ခေါ်ယူအလုပ်ပေးလျက်ရှိတယ်လို့သိရပါတယ်။တရုတ်နိုင်ငံသားများအပါအဝင် online ငွေလိမ်လည်စုံများကိုလာရောက်နေကြတယ် နိုင်ငံသားသားများဟာလည်းဝင်လာမဆဲတဖွဲဖွဲဖြစ်နေကြတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာတရုတ်တွေကတော့ဝင်လာမဆဲတဖွဲဖွဲပဲတရုတ်တွေကိုဆယ်လာပိုင်းကုန်မှာနှင်ထုတ်တဲ့စာတွေက BGF ကထုတ်ထားတာရှိတယ်။အဲ့ဒါတွေကဟန်ဆောင်မှာပဲတနေ့တနေ့လာလိုက်ကြတာနဲတာမဟုတ်ဘူး။ BGF နဲ့တရုတ်ခိုင်းနေနှင်ထုတ်နေတာကလုပ်ငန်းခွင်မှာအသုံးမကျတဲ့သူမျိုးတောက်စားမူးယူပြီးတော့ဘလို့မှနေလို့အဆင်မပြေတဲ့တရုတ်တွေလောက်တာပြန်ပို့ပြီးတော့တရုတ်အပါအဝင်လူမျိုးပေါင်းစုံကထတ်လာနေသေးပဲလို့ BGF နဲ့နှိစက်သူတို့ကပြောပြထားပါတယ်။အခုနှစ်မေလအတွင်းမှာ BGF က ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ဒေသတဝိုက်မှာရှိတဲ့ online လုပ်ငန်းဆောင်ရွက်နေကြတဲ့နိုင်ငံသားသားများအားလုံးကိုမေလ၁ရက်နေ့ကနေပြီးတော့အော်တိုဘာလ31ရက်နေ့အတွင်းထွက်ခွာပေးရန်တရားမဝင်နေဆက်ဖြတ်ကျော်ခိုးဝင်ရောက်ရှိနေတဲ့နိုင်ငံသားသားများကိုလည်း၎င်းတို့လာရလမ်းအတိုင်းတတ်မှတ်ရန်အတွင်းထွက်ခွာပေးရမှာဖြစ်ပြီးတော့အော်တိုဘာလ31ရက်နေ့နောက်ပိုင်းတွေ့ရှိပါကထိရောက်စွာအရေးယူခြင်းခံရမှာဖြစ်ကြောင်းကြေညာခဲ့တော်လဲအဲ့ဒီကြေညာချက်ဟာအတုအယောင်သာဖြစ်ပြီးတော့ယခုအခါမှာတရုတ်နဲ့နိုင်ငံသားအရေးအတွက်ဟာ ပုံမို့ပြီးတော့တောင်များပြားလာပြီးတော့ဝင်ရောက်လာတယ်လို့သိရပါတယ်။ကြားဖြတ် online ငွေလိမ်စုံများမှာလက်တလောလူအယောက်300ကနေ900လောက်ဆန့်နေအဆောက်အဦများမြောင်များစွာတိုးချဲ့ဆောက်လုပ်နေပြီးတော့အ धिक လိုအပ်နေတဲ့ဆောက်လုပ်ရေးပစ္စည်းများကိုထိုင်းဘက်ကနေပမာဏတန်ပေါင်းများစွာတင်သွင်းနေတယ်လို့သိရပါတယ်။ရွှေကုတ်ကိုလိုမျိုးကြားဖြတ်စုံများမှာတရုတ်စာနဲ့စားတောက်ဆိုင်အလှပြင်ဆိုင်တရုတ်စည်းကမ်းစေးယုံကုန်တိုင်းနဲ့စက်တိုးဆိုင်များစွာတိုးပွားလာတယ်လို့သိရပါတယ်။အနီးနားမှာရှိတဲ့ပတ်ဝန်းကျင်မှာကြီးရွာများက ပြည်သူများဟာလည်းအလုတ်ကိုင်းရရှိတဲ့အတွက်အစားအသောက်ပို့တဲ့လုပ်ငန်းတွေဟာလည်းအလုံအလုံဖြစ်နေကြတယ်လို့သိရပါတယ်။လူအယောက်300ကနေ900လောက်ဆန့်တဲ့အဆောက်အုံတွေထပ်ပြီးတော့စောင့်နေကြတယ်။အဓိကကြားဖြန့်အတွက်လုတ်ကိုင်းမှုနေဆက်တစ်လျှောက်အဆောက်အုံတွေထပ်ပြီးတော့တိုးစောင့်နေကြတယ်။စားတောက်ဆိုင်အလှပြင်ဆိုင်ကုန်းစုံဆိုင်တရုတ်ဈေးယုံဈေးကန်းတွေပို့ပြီးတော့များပြားလာပြီးတရုတ်စာတွေနဲ့နေရာတိုင်းမှာတွေ့နေရတယ်။ပုံမှန်ပြည်သူတွေနေတဲ့ရက်ွက်တွေထဲမှာလည်းလူမျိုးပေါင်းစုံရောက်လာတယ်။လုံသမားတွေနေထိုင်ဖို့အဆောင်လိုင်းကန်းစောက်တလောက်လူအပြည့်ပဲငှားမလောက်ဘူး။ ကြားပြတ်မှာလုတ်တဲ့လူတွေအတွက်စားဖို့တောက်ဖို့ရက်ွက်ထဲကအိမ်နေမှာအစားအသောက်ချက်ပြီးတော့တီးတန့် order ပို့ဖို့စပိုးဆောင်တွေလုံနေကြတာလူအယောက်300 500စသဖြင့်စပိုးချက်တဲ့အလုပ်လုပ်နေတဲ့လူတွေကလည်းရက်ွက်တိုင်းပဲအနက်အသက်တွေအငြိအကျေးတွေရေမြောင်းအပြည့်ပဲစားလို့ရေးလုပ်ငန်းတွေမှာသုံးတဲ့ပစ္စည်းတွေမှန်တာများကတရုတ်ပစ္စည်းတွေကိုသုံးကြတယ်ထိုင်းဘက်ကနေတရုတ်ပစ္စည်းတွေကိုကွန်တိန်နာအလုံးလိုက်ကိုတယ်လာကြတာနေဆက်ကနေ BGF gate တွေကနေပြီးတော့တွဲကားတွေကိုဇက်ပေါ်တင်ပြီးဖြတ်ကြစားတောက်ကုန်မျိုးစုံ အသုံးဆောင်ပစ္စည်းမျိုးစုံအလုံးတရုတ်ပစ္စည်းတွေပဲလို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါ့အပြင်နိုင်ငံသားများကိုရွှေကုတ်ကိုမဲထော်တလေးအပါဝင်ကြားဖြတ်အွန်လိုင်းငွေလိမ်လည်ဇုံများစီကိုထိုင်းနယ်ဇက်ကနေတဆင့်တွားရောက်ကြိုးဆိုပြီးတော့ပို့ဆောင်ပေးနေတဲ့လုပ်ငန်းကြီးဟာလည်းကြီးထွားနေပြီးတော့ BGF ကအဓိကလုတ်ကင်နေတယ်လို့သိရပါတယ်။နိုင်ငံသားတအူးကိုဘတ်ငွေ3000နဲ့ပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။ American အခြေစိုက် USIB ကကရေပြည်နယ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကကြားပြန့်ဂိုင်းများအချိန်ဟုန်နဲ့ရရှိနေပြီးတော့အမေရိကန်ကိုပြစ်မှတ်ထားလာကြောင်းပြောဆိုထားပါတယ်။ BGF ကဗိုလ်မှူးကြီးစောချက်သူဗိုလ်မှူးတင်ဝင်းနဲ့ဗိုလ်မှူးတုံတို့ကြားပြန့်လုပ်ငန်းများမှာပါဝင်ပတ်သက်နေတယ်လို့ပြောဆိုထားပါတယ်။ American Dollar 192တန်းအများအစုံ20ရရှိနေတယ်လို့ထောက်ပြထားပါတယ်။ထိုင်းအမေရိကန်တို့အပါဝင်အင်းကြီးချင်းနိုင်ငံများပါဝင်တဲ့အရေးယူဆောင်ရွက်ရေးအဖွဲ့များဖွဲ့စည်းရန်လဲအကြံပြုထားပါတယ်။မြောက်ပြည်မျိုးနယ်မှာအွန်လိုင်းကြားဖြတ်များအခြေဆိုင်တဲ့ ရွှေကုတ်ကိုမြို့တည်စီမံကိန်း၊ရထိုက်မြို့တည်စီမံကိန်း၊ဒေါင်မေဥယျံစီမံကိန်း၊ဒေါင်မေပါခ်၊ယူလုံဘေးပါခ်၊အပိုလိုပါခ်၊ဂျင်းစင်းပါခ်၊ KK ပါခ်၊မြဝတီမြို့တည်စတဲ့စီမံကိန်းများစွာကို BGF ကဥဆောင်ပြီးတော့တရုတ်စီးပွားရေးသမားများပြည်ပဒုစရိုက်ဂိုင်းများနဲ့အတူတွဲဖက်ပြီးတော့အကောင့်ထဲဖော်နေခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မာစစ်တပ်နဲ့ပူးပေါင်းထားတဲ့ကရင် BGF အဖွဲ့ကကရင်ပြည်နယ်ထဲကမြဝတီမြို့အပအဝင်နယ်မြေတချို့ကိုထိန်းချုပ်ထားတယ်လို့သိရပါတယ် BGF ပါဝင်ပတ်သက်နေတဲ့တရားမဝင်ကာစီနိုလောင်းကစားရုံများ အွန်လိုင်းလိမ်လည်မှုရာဇဝတ်ကိုရက်များကြောင့်ကမ္ဘာတဝန်းကလူပေါင်းများစွာလူကုန်ခူးခံနေရပြီးတော့၎င်းတို့ဟာရာဇဝတ်မှုများကျူးလွန်ရန်အတင်းအကျပ်ခိုင်းစေခံရခြင်းနှိပ်စက်ခံရခြင်းတို့ရှိနေတဲ့အပြင်အမြဲထောက်ခံရတဲ့အလုံတမားများနဲ့စိုက်ဘာလိမ်လည်မှုစခန်းများကိုလည်းလေပတ်နေတယ်လို့သိရပါဗျာ။ ်ဘုံမူကြီးစောချက်သူဦးဆောင်တဲ့ BGF အတွာ အကြီးမားဆုံးအမျက်ငွေဟာတရုတ်ရာဇဝတ်ဂိုင်းများကြောထောက်နောက်ခံပြုထားတဲ့ online casino နဲ့ online ကြားဖြတ်လုပ်ငန်းများကဖြစ်တယ်လို့သိရပါဗျ။ BGF ထိန်းချုပ်ထားတဲ့ online ရာဇဝတ်ဂိုင်းများက20 American Dollar 3.8 billion ရရှိနေပြီးတော့ BGF American Dollar ပန်း900ကျော်ရရှိနိုင်တယ်လို့ US Institute for International Peace USIP ကမြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ Jason Tower က OCCRP ကိုမေးလအတွင်းကပြောဆိုထားပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ရဲ့နှိမ်နှင်းမှုများကြောင့် online ငွေလိမ်လည်ခိုင်းများကြားဖြန့်ခိုင်းများဟာကရင်ပြည်နယ်ကိုရွှေ့ပြောင်းနေပြီးတော့စစ်တပ်လက်အောက်ခံနေကြသောတက် BGF ခေါင်းဆောင်ဘုံမူကြီးစောချက်သူ ဘုံမုတ်တုံတင်ဝင်းစိုင်းကျော်လှရိုဂျာခင်တို့ကအဓိကပါဝင်ပတ်သက်သူများအဖြစ်နဲ့ American နိုင်ငံ United States Institute of Peace USIP က April 22ရက်နေ့မှာအစီရင်ခံဖော်ပြထားပါတယ် KNA အတွင်ပြောင်း BGF ရဲ့အဓိကခေါင်းဆောင်ပုဂ္ဂိုလ်၃ဦးဖြစ်ကြတယ်ဘုံမူကြီးစောချက်သူဘုံမူမုတ်တုံနဲ့ဘုံမူတင်ဝင်းတို့ကတရုတ် online ငွေလိမ်ခန်းများကိုလက်ခံရမှာအဓိကပါဝင်သူများဖြစ်တယ်လို့သိရပါတယ် ဗိုလ်မှူးတင်ဝင်းကတရုတ်ရာဇဝတ်ဂိုင်းတွေအတွက်ထိုင်းနိုင်ငံကလျှက်စက်မီးနဲ့အင်တာနက်လိုင်းရရှိစေရေးအတွက်စောင့်ရွက်ပေးနေတယ်လို့သိရပါတယ်။စောချစ်သူနဲ့အတူဗိုလ်မှူးတင်ဝင်းကတရုတ်ငွေလိမ်ဂိုင်းများကနေအကျိုးမြတ်များနဲ့ထောက်ပံ့မှုများကိုစုစည်းပြီးတော့ရယူနေတယ်လို့သိရပါတယ်။ KNB နယ်မှာရှိတဲ့အွန်လိုင်းငွေလိမ်ဂိုင်းအများစုဟာ စောချစ်သူရဲ့နေသားဆောင်တပ်ဖွဲ့ထိန်းချုပ်နယ်မြေများမှာလဲပတ်နေပြီးတော့ယခုအခါ BGF ကို KNA အဖြစ်နဲ့နာမည်ပြောင်းထားတယ်လို့သိရပါတယ်တပ်ဖွဲ့ဝင်အင်အား8000ကျော်နဲ့အင်အားကောင်းတဲ့ BGF KNA ကို KNU နဲ့စစ်တပ်ကပါဓာတ်ရိုက်ပြစ်ပကဖြစ်ပွားရန်စမ်းသပ်မရှိကြဘူးလို့ USIB ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရွံ့ရွာပြူစောတိစခန်းကစစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေဟာကာလဝန်ရောကဖြစ်ပွားနေပြီးတော့တေဆုံးတာတွေလည်းရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီလိုမျိုးကာလဝန်ရောကဖြစ်ပွားပြီးတော့တေဆုံးတာတွေရှိနေတဲ့အတွက်ပြူစောတိစခန်းကစစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေကိုစေကူတာနိုင်မှုအတွက်မနေ့က November 10ရက်နေ့ ရေစကြိုဘက်ကနေဆက်လီနဲ့ချင်းတွဲမြစ်ကိုဖျက်ကူးပြီးတော့ခေါ်ဆောင်တာတွေကိုလုံဆောင်နေပြီးတော့တော်လိုင်းတပ်တွေကအဲ့ဒီလိုလာခေါ်တဲ့စစ်ကောင်စီအုပ်စုစစ်ကြောင်းကိုတိုက်ခိုက်တာတွေရှိနေတယ်လို့ပြောဆိုထားပါတယ်။နိုဝင်ဘာလ9ရက်နေ့ကအဲ့ဒီလိုစေကူဖို့လာခေါ်တဲ့စစ်ကောင်စီအုပ်စုစစ်ကြောင်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်တာတွေရှိခဲ့တဲ့အတွက်ချင်းတွဲမြစ်ကမ်းဘေးမှာရှိတဲ့တံငါတဲတွေကိုမီးရှို့ပြီးတော့ပြန်ဆုတ်ခွာသွားတယ်လို့သိရတယ်လို့ကိုနွေဦးကပြောဆိုထားပါတယ်။သူတို့စစ်ကောင်စီအုပ်စုစခန်းတွေထဲမှာဝမ်ယောဂါကြောင့်ဗုံမှူးတယောက်သေးတယ်။နောက်ထပ်ယောဂါဖြစ်တဲ့သူတွေလည်းရှိနေသေးတော့စေကူတာမှုအတွက်ရေစကြိုဘက်ကိုပို့ဖို့လုပ်နေကြတာ နိုဝင်ဘာလ9ရက်နေ့ကရေစကြိုဘက်ကနေပြီးတော့စေကုမှုလာခေါ်တာဒီဘက်ကနေပြစ်ခတ်တာတွေလုပ်တော့မလာရဲတော့ဘဲနဲ့တငါတဲတွေကိုမိရှို့ပြီးတော့ပြန်သွားတာမနေ့ကကြာမှဆက်လေတွေနဲ့ထပ်လာပြီးတော့ဒီဘက်ကစစ်ကြောင်းနဲ့ပေါင်းမိသွားတာပြစ်ခတ်မှုတော့ဖြစ်လိုက်သေးတယ်လို့ကိုနွေဦးကပြောပါတယ်လက်ရှိမှာတော့ကာလဝမ်ယောဂါတွေဖြစ်ပွားနေတဲ့ကြောက်ရရွာပြူစောတိစခန်းကစစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေကိုရေစကြိုဘက်ကိုစေဝါကုသပေးဖို့ပို့ဆောင်ထားတယ်လို့ကြောက်ရပြူစောတိစခန်းကိုလည်းလူအပြောင်းလဲလုပ်ပြီးတော့ အင်အားတွေထပ်တိုးပြီးတော့တိုးမြင့်ထားတယ်လို့သူကပြောပါတယ်။အဲ့ဒီကြောက်ရွံ့ရွာပြူစောတိစခန်းဟာမြောင်နယ်အပါဝင်နယ်မြေချင်းထိစပ်နေတဲ့ရေစကြိုနယ်ထဲမှာရွာစဉ်ပတ်မွေလူသက်လူရက်မိရှုံနယ်ထင်းတိုင်းကျဲပြီးတော့ကျူးလွန်နေတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်ဇီးပြူကုန်းရွာပြူစောတိစခန်းကို drone နဲ့လေးရစက်တိုက်ပုံကျဲတက်ခတ်ရာစစ်တပ်အရာရှိတအုပ်အပါအဝင်10ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ1ရက်နေ့ညနေ4:30မိနစ်အချိန်မှာပလဲမြို့နယ်ဇီးပြူကုန်းကျေးရွာမှာရှိတဲ့ပြူစောတိစခန်းကို drone နဲ့ပုံကျဲတက်ခတ်ခဲ့ရာစစ်တပ်အရာရှိတအုပ်စစ်သားတအုပ်နဲ့ပြူစောတိ3ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်တပ်အရာရှိဟာလက်မောင်းလက်ဘင်းနဲ့ 6ရက်တစ်ဖက်ဖြတ်ထုတ်ရတဲ့အနေအထားအထိကိုထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ2ရက်နေ့မနက်9:00နာရီမှာတစ်ချိန်ညနေ9:30မိနစ်အချိန်မှာတစ်ချိန်နိုဝင်ဘာလ3ရက်နေ့မနက်7:30မိနစ်မှာတစ်ချိန်အဲ့ဒီဇီးပြူကုန်းရွာမှာရှိတဲ့ပြူစောတိစခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြူစောတိကင်းကောင်းဆောင်တအူးအပါအဝင် ၃ဦးဒဏ်ရာရရှိခဲ့ပြီးတော့ပြူစောတိကင်းကောင်းဆောင်ဟာနိုဝင်ဘာလ၄ရက်နေ့အထိသတိမေ့မျောနေတယ်လို့သိရပါတယ်။နိုဝင်ဘာလ၄ရက်နေ့ညနေ၅နာရီအချိန်မှာလဲအဲ့ဒီပြူစောတိစခန်းကိုဒရုန်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရာပြူစောတိတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စခန်းအတွင်းထဲမှာရှိတဲ့အဆောက်အုံတစ်လုံးမိလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကိုဘုံနဂားရဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA နီးပညာတိုင်ရင်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ BNRA အနေနဲ့ဇီးပြူကုန်းရွာအနီးပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူများရဲ့အကျိုးစီးပွားဖြစ်တဲ့စိုက်ပျိုးရေးလုပ်ငန်းကောင်းမွန်စွာလုပ်ကိုင်နိုင်ရေးအတွက်အကောင်းဆုံးစူးစမ်းကာကွယ်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်တရက်၄ပင်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူနောက်ဦးတန်ရာရရှိခဲ့ပြီးတော့နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်7:30မိနစ်ခန့်မှာပေါ့မြို့နယ်တောင်ပိုင်းမှာရှိတဲ့တရက်၄ပင်ရွာကိုအကြမ်းဖက်စစ်တပ်ရဲ့တရဦးလေတပ်ကနေတက်လာတဲ့ AK-130 Jet Fighter လေယာဉ်တစ်စီးနဲ့လေကြောင်းတိုက်ခတ်မှုနှစ်ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲတိုက်ခတ်မှုပြုလုပ်ပေးတဲ့နောက်မှာပေါ့မြို့နယ်အခြေဆိုင်ကပ္ပစ24အနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား ားများက87မမလက်နက်ကြီးနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ပေါင်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း drone နဲ့ဘုံဒီနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာတရက်၄ပင်ကြီးရွာကပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၅လုံးပျက်စီးကနွား၆កောင်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေကအရက်သားပြည်သူတွေကိုလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်နေမှုကိုနိုင်ငံတကာကရေးယူဆောင်ရွက်မှုပေးစေခြင်းမှာတဲ့စစ်ရေးပြစ်မှတ်မဟုတ်ဘဲနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရက်သားပြည်သူတွေနေထိုင်ရာကြီးရွာတွေကို လေကြောင်းလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေအပါအဝင်ဘာသာရေးအဆောက်အဦများဖုန်ကြီးကြောင်းစတဲ့နေရာတွေမှာတပ်ဆွဲတာလေကြောင်းတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတာကိုရက်တက်ဈေးလိုပါတယ်ကျွန်တော်တို့တော်လိုင်းရေးအားစုတွေနေထိုင်တာမျိုးမှာတိုက်ပွဲဖြစ်ပွားနေတာမျိုးဆိုရင်တော့လက်နက်ကြီးလေကြောင်းပစ်တာလက်ခံလို့ရပါတယ်ပြည်သူတွေအပေါ်ပြင့်မှတ်ထားပြီးတော့တိုက်ခိုက်တာမျိုးကိုကျွန်တော်တို့လုံးဝကိုလက်သက်မခံပါဘူးလို့ပေါင်းမြုံနယ်ပြည်သူ့ကာကွယ်အဖွဲ့တရင်နယ်ပြန်ကြားရေးတာဝန်ခံကိုစစ်မုံကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ